မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လေကီကော်တိုက်ပွဲအတွင်းစစ်တိုက်လျင်မှုဘုံကျဲမှပြီးစစ်ခွေးအများပြားတိတ်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လေကီကော်နီတိုက်ပွဲအဆက်မပြတ်ဖြစ်ပေါ်နေသည့်အချိန်မှာတိုက်ခိုက်လျင်များဟာတိုက်ပွဲကွင်းအတွင်းတနက်ဆောင်တန်နှင်းမီးပေါက်တံတွေကြားထပ်မံပေါ်ပေါက်လာခဲ့ပါတယ်စီအနာရှင်ကတိုက်ခိုက်မှုကိုအင်အားကြီးအောင်ထိန်းချုပ်လို့တော့လေလေရင်မှားမှုကြောင့်အလွန်ကြီးမားသည့်အစွမ်းသက်တည်နေ တက်သေးခံရခြင်းဖြစ်လာခဲ့ပါတယ်။တိုက်ပွဲကွင်းအတွင်းတွင်တိုက်လျင်နှစ်စင်းတပြိုင်နက်တည်းပြန်လာခဲ့ပြီးလေတူးမှစစ်ခွေးတက်အစုအပြုံကြီးကို ဖုံးကျဲချခဲ့ကြပါတယ်။သို့သောတရင်အရတိုက်လျင်များမှညှိထားမိသည့်အတွက်အချင်းချင်းအမားကြုံ၍တယောက်တည်းမဟုတ်ဘဲစီအင်အားတည်ဆောင်နေသည့်တရင်တရင်ပေါ်အဆက်မပြတ်ဖုံးကျဲချခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်စစ်ခွေးများအများအပြားချက်ချင်းတိဆုံသွားကြပြီးတချို့ကညွှန်ကြားပေးနေတဲ့အရာရှိတွေရဲဘက်တွေပါတိဆုံခြင်းထိုင်ရရချင်းများဖြစ်ပေါ်ခဲ့ပါတယ် ဒေသုံသည့်စစ်သားအရေးအတွက်ကိုတိကျစွာအာဏာရှင်ဘက်ကမဖော်ပြနိုင်တော့လေလက်ရှိထိစစ်သေးဆုံးသူအရေးအတွက်30အများနှစ်အထက်ရှိကြောင်းဒေသခံများထံမှအတိပြုသတင်းများထွက်ပေါ်နေပါတယ်။ဒေသုံသူများတဲတွင်မိလောက်ကျွမ်းသွားသူများပုံပေါက်ချင်းကြောင်အလောင်းပုံစံမခံမနိုင်လောက်အောင်မိလောက်ကျွမ်းသွားသူများအပြင်အလွန်အမင်းဒဏ်ရာရသူများပါပါဝင်ကြပါတယ်။တိုက်ခိုက်မှုနောက်ပိုင်းစစ်အာဏာရှင်ဘက်ကသတင်းစာထုတ်ဖို့ကြိုးစားတော့လေအမှန်တရားဖျက်သိမ်းနေကြောင်းသတင်းရရှိပါရသည်။ ဒေသခံများကစစ်လျင်တွေတိုက်ခိုက်လာတဲ့အခါပုံကြနေသည့်နေရာတွေကလက်နက်မဲ့စစ်ခွေးတပ်များစုပေါင်းနေတဲ့နေရာတွေပါအမားကြောင့်သူတို့ကိုသူတို့ပဲတည်ကြည်သွားကြတာကိုမြင်တွေ့ရတဲ့ဟုဖော်ပြခဲ့ကြပါတယ်။လေကီကော်တဝိုက်တိုက်ပွဲတွေနေ့တိုင်းနေ့ပါလက်နက်ကြီးပေါက်ကွဲတံများကြားနေရတော့လေဒီတစ်ချိန်ဖြစ်ပေါ်မှုသည်အချင်းချင်းပြစ်ခတ်မှုမှားယွင်းခြင်းကြောင့်အာနာရှင်ဘက်အတွက်စစ်တပ်ဆွမ်းအားတစ်ဖက်လုံးရောကြသွားမိအခြေအနေဖြစ်ပေါ်လာနိုင်ကြောင်းစစ်တုံးပညာရှင်များကသုံးသပ်နေကြပါတယ်။လေကီကော်တိုက်ပွဲတွင်စစ်တိုက်လေယာဉ်များအချင်းချင်းပုံကျဲမှမှုကြောင့် စစ်ခွေးအများပြားတိတ်ဆုံးသွားခြင်းဖြစ်ပြီးစစ်အာဏာရှင်ဘက်အတွက်စစ်အင်အားရောကြသည့်ထိခိုက်မှုကြီးမားသည့်အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါသည်။ဆလပီနက်ဒလင်းတွင်စစ်တပ်ကိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၂ဦးတိတ်ဆုံးပြီးဆိုင်ကယ်လေးစီးနှင့်ဖုံးတလုံးသိမ်းဆီးရရှိပေါင်းတဲ့တွင်လည်းစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှု၂ဦးတိတ်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ပကိုးတိုင်းနက်တလင်းမြို့နယ်ရှားပြူကုန်းရွာရှိအကြံဖက်စစ်တပ်ကိတ်ကိုဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံးပြီးဆိုင်ကယ်လေးစီးနဲ့ဖုံးတလုံးသိမ်းဆီးရရှိခဲ့ကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ26ရက်နေ့နနက်7:00မိနစ်ခန့်တွင်နက်ဒလင်းမြို့နယ်ရှားပြူကုန်းကြီးပါရှိအချမ်းဖက်စစ်တပ်စစ်စေးရိတ်ဂိတ်ကိုတော်လန်ရေးရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်ဘက်မှနှစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကဂိတ်စခန်းရှိဆိုင်ကယ်လေးစီးနှင့်ဖုံးတလုံးသိမ်းဆီးရရှိခဲ့ကြောင်းသိရပါသည် ဒီနေ့နဲ့နောက်ပိုင်းမှာရှားပြူကုံကြီးရွာကစစ်ခွေးစစ်စေးရိတ်ကိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်မှာစစ်ခွေးနှစ်ကောင်ထိခိုက်ဒဏ်ရာရရှိပြီးနှစ်ကောင်သေဆုံးနေလို့သိရတယ်နောက်ပြီးဆိုင်ကယ်လေးစီးနှင့်စကားပြောဆက်တလုံးနဲ့တင်စီရရှိတယ်လို့သိရတယ်ဟုဒေတာရင်းစစ်ရေးတရင်ရေးမြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကတပ်ခွဲ6အေယာညီနောက်တပ်ခွဲနှင့်နယ်တလင်းမျိုးနယ်ပါကာဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် အလာတူပဲခူးတိုင်းပေါင်းတယ်မျိုးနဲ့ပန်းသင်းပင်ကြေးရွာမှစိုင်းကဲများဖြင့်ထွက်လာသည့်အကြံဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတအူးသေးဆုံးခဲ့ကြောင်းအမတ်နှစ်စစ်စင်ရေးနေမီကထုတ်ပြန်ထားပါသည်ယနေ့နိုဝင်ဘာ26ရက်နေ့နနက်ပိုင်းတွင်ပေါင်းတယ်မြို့နယ်ပန်းသင်းပင်ကျေးရွာမှဆိုင်ကယ်များဖြင့်ထွက်လာသည့်အကြံဖက်စစ်သားများကိုအမှတ်3800တက်တရင်ယုံရဲပေါ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြံဖက်စစ်သားတဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရှိကာတော်လန်ရဲရဲပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးအလင်းဝင်စစ်မှုရန်တပ်သား၄ဦးစလုံးစစ်တပ်ကိုပြန်တိုက်မိဆွဲတဲ့တွင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မကွေးတိုင်း၆မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံအလင်းဝင်လာသည့်စစ်မှုရန်တပ်သား၄ဦးစလုံးစစ်တပ်ကိုပြန်တိုက်ကြမည်ဟုသိရပါတယ်။စစ်တပ်ပေါ်တာဆွဲခြင်းခံရပြီးစစ်မှုရန်အပတ်စဉ်နှစ်ကိုနှင်းစနစ်တင်နန်းစင်၄ဦးသည်၆မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံနိုဝင်ဘာ၂၅ရက်တွင်လန်နန်နှင့်တကွာအလင်းဝင်ခဲ့ကြောင်း၆မြို့နယ်ပကဖကသတင်းပေးထုတ်ပြန်ပါတယ်။ သူတို့ကနေအဆုံးကပဲသူတို့ပေါ်တာဆွဲခံလိုက်ရပြီးတော့ကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးတော့ပဲဝင်လာခဲ့လိုက်ကြတာပေါ့နော်သူတို့ကပေါ့နော်ကျွန်တော်တို့နဲ့အတူပဲပူးပေါင်းပါဝင်ပြီးဒီစစ်တပ်ကိုပြန်တိုက်ဖို့ကျွန်တော်တို့ကိုတောင်းဆိုထားတာရှိတယ်ကျွန်တော်တို့ကလည်းလက်ခံထားပါတယ်ဟု6မြို့နယ်ပါကဖားမှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။၎င်းတို့နဲ့အတူ MB2 တနတ်တလန်နေမိုင်၃လုံးကြီးပေါက်၁၄ခုနဲ့ကြီးစံအချို့ပါလာပြီးအလင်းဝက်တပ်သား၄ဦးကို6မြို့နယ်ပါကဖားက၄ဦးပေါင်းငွေကျပ်30ချီမြင့်ခဲ့ကြောင်းသိရပါတယ်။ အလင်းဝင်တပ်သား၄ဦး၏နေရတာဝန်ထမ်းဆောင်ခဲ့သည့်တပ်နှင့်ဆက်သွယ်အလင်းဝင်လာပုံကိုမူလုံခြုံရေးအရဖြေကြားခြင်းမရှိပေ။အလင်းဝင်၄ဦးတဲ့တွင်စစ်မှုထမ်းအပတ်စဉ်နှစ်သင်္ဍန်းစဉ်တီတူတက်ချက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးကျန်၃ဦးမှရိုးရိုးတပ်သားများဖြစ်ပါသည်။ဆလဗင်းစေကောင်စီဝင်လာမဲ့မိုးကုတ်နဲ့မိုးမိတ်မှာ TNL ကတက်တွေဖြန့်ကျက်ကနေရာယူထားပြီးဒီနေ့အထိတော့စေကောင်စီတပ်ဖွဲ့ဝင်တွေဝင်လာခြင်းမရှိသေးဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စစ်ကောင်စီကိုပြန်လွှဲပေးရမယ့် PSLF TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်မိုးမိတ်မြို့နယ်မန္တလေးတိုင်းမိုးကုတ်မြို့မှာတောင်တက် TNL ရဲတပ်ဖွဲ့တွေကဖျက်ချက်နေရာယူထားတယ်လို့ပြည်ပြင်သတင်းရှင်းပြတွေကသတင်းဌာနကိုပြောပါရယ်မိုးမိတ်မြို့ထဲမှာ TNL ရဲတပ်ဖွဲ့ဝင်ညာနဲ့ချီပြီးရောက်ရှိနေပြီးမြို့ပြင်က ကြေးရွာတွေမှာတော့ခချင်းတပ်မတော် KIA အပါဝင်တော်လန်ရေးတပ်တချို့နေရာယူထားတာရှိတယ်လို့မိုးကုတ်မြို့ထဲမှာရှိနေတဲ့စစ်ရေးသတင်းရှင်းပြကသတင်းဌာနကိုပြောပါရယ် အခုကစကစဘက်ကမြို့တွေဝင်လာတာမရှိသေးဘူးမိုးမိတ်ဝင်းကျက်မှာ TNL အပြင် KIA EVSDF SSPP PLA နဲ့ပကဖအဖွဲ့တော့သူနေရာနဲ့သူတော့ရှိကြတယ် TNL စုံမဲ့ရအတိအကျမသိသေးပေမဲ့လောက်ကုံမိုးကုတ်ဝင်ပြီးမှမိုးမိတ်ရောက်မဲ့ကြားတယ်လို့သတင်းဌာနကပြောပါတယ်ဒါပြင်မိုးမိတ်မျိုးပေါ်ရှိလူလူထောက်ဝတ်နှိပါဟာလေတိုက်ပွဲပြန်ဖြစ်မှာကိုစိုးရိမ်တာကြောင့်ဘေးလွတ်ရာကိုချိုးတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သူကဆက်ပြောပါတယ် ိုးကုံမြို့ပေါ်မှာလည်းလက်ရှိအချိန်ထိ DNL ရဲ့ရဲဌာနနဲ့အုတ်ချိုရဲ့အဖွဲ့တွေဆက်ရှိနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာတာမရှိသေးဘူးလို့မိုးကုံမြို့ရှိ DNL နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တဲ့ဦးကပြောပါတယ်။သဘောတူပြီးအပြည့်ရတော့ DNL ဘက်ကမြို့ကိုစစ်ကောင်စီလက်ထက်ပြည့်အပ်ရမယ့်အခြေအနေပေါ်လက်ရှိမိုးကုတ်မှာရှေ့တန်းကနေပြန်လာတဲ့ TNL တက်တွေရှိနေတော့အင်းအားများတယ်လို့ဆိုပါရယ်မိုးကုတ်မြို့ကန်ထက်ဝက်ကျော်ဟာတော်လရည်တက်တွေထိန်းချုပ်ထားတဲ့ မင်းမီအပြင်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မန္တလေးနဲ့ရန်ကုန်စတဲ့နေရာတွေမှာတင်းရှောင်သွားကြတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကမိုးကုတ်နဲ့မုံမိတ်မြို့တဲကိုလာမယ့်နိုဝင်ဘာ30ရက်နေ့ဒီဇင်ဘာ1ရက်မှာဖွင့်လာမယ်လို့သတင်းတွေထွက်နေပြီးသတင်းဌာနကတိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ဒါပြင်မိုးကုတ်နဲ့မုံမိတ်မြို့တဲဝင်လာမယ့်စစ်ကောင်စီတပ်တွေကို TNL ဘက်ကလုံခြုံရေးပေးမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါဗျ။ တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီတပ်နဲ့တအောင်တပ်တို့ပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကစပြီးအပြစ်ရဖို့သဘောတူပြီးနောက် TNL က၎င်းတို့ထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့နယ်ကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။